ဒီပရိသတ်များမင်္ဂလာပါရှင်ဒီတစ်ပတ် The Kitchen ရဲ့ဟင်းလျာအစီအစဉ်ကနေတင်ဆက်ပေးမှာကတော့အင်မတန်မှအာဟာရနဲ့ပြည့်စုံပြီးတော့လောက်ရတာလဲရိုးရှင်းလွယ်ကူတဲ့ကျအူပေါင်းလုပ်မျိုးကိုတင်ဆက်ပေးပါမယ်ကျအူပေါင်းလုပ်ဖို့အတွက်ဆိုလို့ရှိရင်ကျအူ၃လုံးလိုပါတယ်ကျပြုတ်ရည်လိုပါတယ်ကျပြုတ်ရည်ကကြတော့တရုတ်ထမင်းစားတဲ့ပုဂံလုံးလေးနဲ့နှလုံးလိုပါတယ်အသားကတော့မိမိထည့်ခြင်းတဲ့အသားတွေကိုထည့်လို့ရပါတယ်အခုအသုံးပြုထားတာကတော့ စက်သားနဲ့ပဇွန်ကိုအသုံးပြုထားပါတယ်နောက်တစ်ခုကကြတော့အယောင်ကိုလှစေမဲ့ခနန်းသားလေးတွေကိုထည့်ပေးထားပါတယ်နောက်ပြီးတော့ပိုက်ကော့လို့လည်းခေါ်တယ်နှစ်တရာတီးလို့လည်းခေါ်တဲ့ဂျင်ကိုနက်စ်လေးတွေကိုအသုံးပြုထားပါတယ်အချိုအငံအတွက်ကတော့စားလိုပါတယ်တန်းငံပြာရည်နဲ့ခရုစီလိုအပ်ပါတယ်နှမ်းစီမွေးအနေငယ်လိုအပ်ပါတယ်အခုစပြီးတော့ကြက်ဥကိုစပြီးခလောက်ပါမယ် ချိုအငန်ထည့်ပြီးတော့ခလောက်ပါမယ်ခရူးစီထည့်ပါမယ်ပန်းငံပြားကြီးထည့်ပါမယ်ရတာရီအားလုံးတမသွားပြီဆိုလို့ရှိရင် က်ပြုတ်ရည်ကိုစစ်ပြီးတော့ထည့်ပါမယ်။တက်ပြုတ်ရည်ကနွေးနွေးဆိုရပါတယ်။နှမ်းစီမွေးအနေငယ်ထည့်ပါမယ်။ရှင်ပေါင်းမဲ့ အနေထားကိုရောက်ပါပြီ။ကျုပ်အရေးအစင်းသင်းဖြစ်တဲ့အခါမှာပေါင်းအုပ်ကိုစူအောင်တဲထားပေးပါ။မိမိပေါင်းမဲ့ခွက်လေးတွေထဲကိုသားလေးတွေထည့်ပါမယ်။မိမိကြိုက်နှစ်သက်ရအသားကိုအသုံးပြုလို့ရပါတယ်အခုကတော့ဒါကတော့ပဇွန်ကိုကြိတ်ထားတာပါပဇွန်ကိုကြိတ်ပြီးတော့အရသာနေထားပါတယ်စသားထည့်ပါတယ် ဇင်ကိုနတ်တွေထဲပါတယ်နန်းချောင်းပြီးထားတဲ့အပိုင်းလေးတွေကိုထည့်ပါရယ်။ငဖယ်ပြားလေးတွေထည့်ပါရယ်။အရသာဆက်ထားပြီးသားတအုပ်အရေထည့်ပါမယ်။ ောင်းမေးလေးတွေဖြူပါမယ်။ပေါင်းအိုးဆူလာလို့ရှိရင်မီးခနာပိတ်ပြီးတော့ပေါင်းအိုးတွေကိုထည့်ပါမယ်။ ရည်ပြန်ဖွင့်ပြီးတော့ပေါင်းပါမယ်။ခုဆိုလို့ရှိရင်15မိနစ်ပြည့်ပြီဖြစ်တဲ့အတွက်ကြောင့်မလို့အထက်ကတဥပောင်းလေးတွေတမကျက်စမ်းပါမယ်။ကျုပ်ပေါင်းလေးတွေကြက်သွားပါပြီအဲ့အတွက်ကြောင့်မလို့မိပိတ်ပြီးတော့ခဏလေးထားပါမယ်ကျုပ်ပေါင်းလေးစားသုံးရန်ဆင်းသင့်ဖြစ်ပါပြီ လို့ရှိရင်အဟာရလည်းပြေးပါတယ်အရသာလည်းအရန်ရှိပြီးတော့ပြုလုပ်ရတာလည်းလွယ်ကူတဲ့ကျအူပောင်းကိုရရှိပါပြီနောက်တစ်ပတ်များမှလည်း The Kitchen Season ကနေပြီးတော့အခုလိုမျိုးအရန်လွယ်ကူရိုးရှင်းတဲ့မုန်းလုံးကြီးတွေဟင်းချက်ကြီးတွေကိုတင်ဆက်ပေးသွားမှာပါ thank you